စင်ငယ်မသားဘွားမှာသားသမီးတွေကိုလိမ်မအောင်လုံနိုင်ခဲ့တာသူကြောင့်မဟုတ်ဘူးမိခင်ဖြစ်သူကြောင့်မှဆိုပြီးတော့အမတ်တရားပြောလာခဲ့တဲ့ခင်စားကြီးကြောင့်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစ်အိမ်တော်ကြီးကံမကောင်းနေမင်းသမီးခင်စားကြီးကြောင့်ကတော့စင်ငယ်မဘွားနဲ့ကလေးတွေကိုပြုစုပြုထောင်ခဲ့တဲ့အာဂါမိခင်တယောက်လေးဖြစ်ပါရစ်တချိန်ကနမဲကြီးမင်းသမီးနိုင်ငံကျော်မင်းသမီးတလည်းဖြစ်ခဲ့ပေမဲ့အိမ်တော်ကြီးကံမကောင်းလို့ကလေးနှစ်ယောက်နဲ့တခုလက်ဘွားကိုရောက်ခဲ့တာလေးဖြစ်ပါရစ်ခင်စားကြီးကလူပညာလောကမှာ အောင်မြင်နေတဲ့ချိန်မှာအိမ်တော်ရေးပြုတ်ခွဲကြရတာပါအသက်ငယ်ရွယ်တဲ့ချိန်အောင်မြင်နေတဲ့ချိန်မှာကလေးနှစ်ယောက်နဲ့ဘဝကိုရုန်းကန်နေရပြီမဲ့ခင်စားကြည့်ကြတော့အကိုစရာယောက်ျားထက်မရှာခဲ့ပဲဒီကိုတော်မိခင်ဘဝကိုရဲဝဝင်ရွေးချယ်ကြတာလည်းဖြစ်ပါတယ်သူနေတာသူ့သက်ရွယ်နဲ့စိုက်တဲ့မျိုးသားကိုရွေးလို့ရပါမယ်ကလေးနှစ်ယောက်ကိုတရားပြုစုဆောင်ရှာဖို့မိခင်ကောင်တယောက်အနေနဲ့သာရက်တီကြတာလည်းဖြစ်ပါတယ်အခုတော့သူ့ရဲ့ရွေးချယ်မှုတွေမှန်ကန်ခဲ့ပါပြီနော်ခင်စားကြည့်ကြရဲ့ကလေးနှစ်ယောက်ကအခုဆိုရင်အမေဖြစ်သူအကိုရရဲ့သားသမီးတွေဖြစ်နေကြပါပြီ ။ကလေးနှစ်ယောက်ဆိုတော့အခုဆိုရင်တော့လိမ္မာရဲကြားရှိပြီးလူတကာရဲ့ချစ်ခြင်းကိုခံနေရပြီလေပြပါရီ။ကလေးတွေကအခုလိုပြောစရာမလိုအောင်လိမ္မာနေတာကသူ့ကြောင့်ဆိုတာတည်းသူ့ရဲ့မိခင်ကြောင့်ဆိုရင်ပုံမှန်လိမ့်မယ်ဆိုပြီးမိခင်ကြီးရဲ့အကြောင်းကိုတတိယပြောလာခဲ့ပြီလေပြပါရီ။အသက်ငယ်ငယ်နဲ့စင်ကယ်မှာဖြစ်ချိန်မှာတရားမငယ်ပဲနဲ့ရက်တည်နိုင်တာသူ့ရဲ့မိဘတွေအကြောင်းပါပဲ။ကစားကြည့်တော့အိမ်အောင်ကွဲတာနဲ့မိဘတွေကသမီးဖြစ်သူနဲ့တူလိုက်နေပေးခဲ့ကြတာပါ။ကလေးနှစ်ယောက်ရင်းမလုံးချုံဖြစ်နေမှဆိုတာမလို့မိဘတွေကလိုက်နေပေးခဲ့သလို ။အရင်ရဲ့ကိစ္စဝါဝကိုလည်းမိခင်ဖြစ်သူကစီမံဝေးကြတာလေးဖြစ်ပါရည်။ကိစ္စကြီးတော့ငယ်ရွယ်တဲ့မိသမီးတလဲရွယ်မှာဝေးရှာတာကလည်းရင်ဘာမှမလုပ်တတ်တာမလို့မိခင်ဖြစ်သူကပဲစားစားရရာစီမံပေးကြတာလေးဖြစ်ပါရည်။ကိစ္စကြီးတော့ရဲ့မိခင်ကအိမ်နာမှုနိုင်နေပြီးချေဟိုးဆွဲတဲ့မျိုးသမီးတယောက်မလို့အိမ်နဲ့ပတ်သက်တာဆိုရင်လဲကြည့်စရာမလိုတဲ့ဒီပါပဲ။သမင်းချက်တာငွေစင်းကင်နာကစားကလေးတွေကိုပြုစုပေးတဲ့ဆုံးမိခင်ကြီးကလုတ်ကင်ပေးတာလေးဖြစ်ပါရည် ကေစာကြီးကျော်ကတော့မိခင်ဖြစ်သူရဲ့ဆုံးမမှုနဲ့မိခင်ကောင်းတယောက်ဖြစ်အောင်နေထိုင်ခဲ့ပေမယ့်ကလေးတွေခုလိုလိမ့်မာတာအမေဖြစ်သူကြောင့်လို့ဆိုပါရီကေစာကြီးကျော်ကလည်းအမေဖြစ်သူရဲ့ဆုံးဆုံးမမှုတွေနဲ့မိခင်ကောင်းတယောက်ဖြစ်အောင်နေထိုင်ခဲ့ပါရီအမှုပညာလို့ကိုကလေးတစ်ဖက်နဲ့လောက်ကင်ခဲ့ပေမယ့်ကလေးတွေဆဲကျော်ရဲမှာရင်အုံးမကွာဆောက်ချောက်ဖို့အောင်မြင်နေတဲ့အမှုပညာလို့တွေကိုဆုံးလွတ်ခဲ့ဖို့တဲ့ထိပါပဲကလေးတွေကိုတေချာဆောက်ရှောက်နိုင်မှုသူချစ်တဲ့အလုပ်တွေတောင်မှဆုံးလွတ်ခဲ့ဖို့ပဲမင်း တကယ်တမ်းကလေးတွေခုလိုလိမ်မာတာသူကြောင့်ဆိုတာတည်းမိခင်ကြောင့်ဆိုပြီးတော့ပြောပြခဲ့ပါပြီ။ခေစာကြီးတို့ကအမေဖြစ်သူနဲ့တူကလေးတွေကိုဝိုင်းထေးပေမဲ့တကယ်တမ်းကလေးတွေလိမ်မာရေးကြရှိတာကအသိအပြကောင်းတဲ့မိခင်ဖြစ်သူကြောင့်လို့ဆိုပါရီ။ခေစာကြီးကျော်ရဲ့မိခင်ဖြစ်သူကရှေးကြတဲ့အမျိုးသမီးတယောက်မလို့သူမြီးတွေကိုတွန်တင်တဲ့နေရာမှာပြောစရာမလိုအောင်ပါပဲ။မိန်းကလေးဖြစ်တဲ့ထင်ထင်ကိုလည်းအိမ်မိုးကိစ္စကျွမ်းကျင်အောင်မိမကောင်းလေးဖြစ်အောင်သင်ပေးခဲ့တာလည်းဖြစ်ပါရီ။ခေစာကြီးကျော်ရဲ့မိခင်ကဘလောက်တောင်မှရှေးဦးဆန်လေးဆိုရင်ဇပင်းကိုကာလာမဆိုးခိုင်းနေပြီ။ ချစ်တင်ကိုဆိုရင်သမင်တော်မမညက်ခိုင်းတဲ့အထိပါပဲအဲ့လိုမျိုးစနေကြတဲ့ဘွားဖြစ်သူရဲ့သူတင်မှုကြောင့်ပဲကလေးမျိုးကခုဆိုရင်တော့လိမ္မာပြီးအောက်ကွားတဲ့ကလေးတွေဖြစ်နေပါပြီနော်ခေစားရေးကျော်ကတော့မိခင်ဖြစ်သူရဲ့ဂျေစုတွေကြောင့်ခုဆိုရင်လိမ္မာတဲ့ကလေးနှယောက်ကြောင့်စိတ်ချမ်းသာနေပြီလေဖြစ်ပါရီခေစားရေးကျော်ကတော့အခုလိုမျိုးစိတ်ချမ်းသာနေနိုင်တာဟာသူ့ကြောင့်မဟုတ်ဘဲနဲ့မိခင်ဖြစ်သူကြောင့်ဆိုပြီးအမေဖြစ်သူကြောင့်တတိယပြောလာခဲ့တာလေဖြစ်ပါရီဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားဝယ်တဲ့တင်ကြောင်းရာတွေပြင်နောက်ထပ်လည်းလူပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့တင်ကြောင်းရာတွေကို အချိန်နဲ့တပင်းကြီးတိဆက်ပေးမှာပြလို့ဆောင်မြောက်ကြည့်ရှုအားပေးကြပါအောင်ရှင်